လက်ရှိမန္တလေးအခြေအနေကဘယ်လိုရှိလဲဆိုလို့ရှိရင်အခုဟိုငရင်လှုပ်တာတော့တော်တော်ကိုဟိုခက်ချဲချဲဖြစ်သွားပြီเนาะလျော့သွားပြီလက်ကိုရူကိုရာဒီရှင်းလင်းရေးလုပ်နေတယ်ပေါ့เนาะဒီအုပ်ကိုတိုက်ပြူသွားတာတွေဘာညာရှင်းလင်းရေးလုပ်နေတယ်ဒီတိုက်တိုက်အပုံတွေကြားထဲမှာ dead body တွေရှိနေသေးတယ်နောက်ပြီးကြတော့ဆက်ရန်နေရမလုံတော့ဘူးပေါ့เนาะဆက်ရန်နေရမလုံတော့ဘူးဆက်တရသွားငှားလို့ရှိရင်25ဒိန်းတို့ဒိန်း30တို့အဲ့လိုမျိုးတွေပေးပြီးတော့ပေါ်ရတယ်ပြီးတော့အဲ့ဒီစာတွေက တရနေရာရှိတဲ့အရေးအတွက်နဲ့ပြိုနေတဲ့တိုက်ရေးအတွက်နဲ့မမျှဘူးမြန်မာလေးရဲ့မမျှတော့အဲ့လိုရက်တရဆောင်းဆောင်ပြီးတော့လောက်နေရတာပေါ့တချို့အိမ်တွေကြတော့တချို့နေရာတွေကြတော့လေအလုပ်သမားတွေခေါ်ပြီးတော့ဒီတိုက်တိုက်ပြိုတွေရှင်းနေရပြိုတွေကိုတွေ့နေရတယ်လက်ရှိမှာဆက်ရနေရအကူညီနဲ့ဒီဟိုနိပညာပေါ့နိပညာကျွမ်းကျင်တဲ့ဒီဒီလိုမျိုးကူညီကလေးလောက်တဲ့အဖွဲ့တွေလိုတယ်နောက်ဟိုဒီတိုက် အပြုအပြက်တွေရှင်းပေးနိုင်တဲ့လူအင်အားမျိုးတွေလိုတယ်ပေါ့နော်အခုဒီမှာရှိနေတဲ့ Pride အဖွဲ့တွေလုံလုံနိုင်တာကကြတော့သူတို့ကသူတို့တက်နိုင်တဲ့လောက်ပေါ့ဟိုတို့တွားဆက်တွေဓာိုက်ဆက်တွေပါညာနေသူတို့အဲ့လောက်အဲ့လောက်မျိုးပဲသူတို့ရှာနိုင်တဲ့လောက်ပဲအုတ်ဒီတိုက်ပြုပြက်တွေဈာတဲ့နေရှာပေးနိုင်ထဲထဲဝင်ထီထီရရောက်နက်နက်နေနေရှာဖို့ဆိုတဲ့အချိန်ကတော့အဲ့နဲ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 ရှာဖို့ဆိုတာကြတော့ဒီဘက်မှာလူအင်အားနဲ့ကျွမ်းကျင်တဲ့နည်းပညာမရှိတော့မမျှဘူးဖြစ်နေတာပေါ့တမီးရလို့ဒီကတော့ဘန်ဖိုးတွေကရိန်းတွေများများလူတာပေါ့အစရန်နေရတယ်